ဒီပိုင်းဆားမှာဆိုတော့ထိတ်တိုက်တွေးဆုံနေရဖြစ်တဲ့ဒူဝန်နဲ့ချောင်းကြားတို့လည်းစကိုင်းဆေးပြောဖို့အတွက်ဆိုင်းဆိုင်အတူတူရောက်နေခဲ့ကြပါပြီ။ဒူဝန်ကတော့ဆူရှိလိုငန်းများနဲ့ကုံယုံစားနိုင်ချောင်းကြားကိုကြည့်ပြီးအရင်ကဆိုဆူရှိတစ်ခုနှစ်ခုလောက်စားပြီးနောက်ဘောဤတက်မှာစိုးရိမ်နေတဲ့ဆေရာကအခုဘလို့ဖြစ်သွားလဲဆိုပြီးတော့ပြောလိုက်တာကြောင့်ချောင်းကြားလည်းရှက်ကူရှက်ကန်းဖြစ်သွားပြီးစားနေအောင်ရက်လိုက်ပါလိမ့်။အဲတော့စကားဆက်ပြောကြတဲ့ချောင်းကြားရုတ်တရက်အေးလာနေတယ်လို့ပြောလိုက်တာကြောင့်ဒူဝန်လည်းပြပြတလဲမတ်တက်ထားလိုက်ပြီးတော့ဆောင်းသွားယူပေးလိုက်ပါတော့လေ။ ဒုံကချောင်းသားနဲ့မတွေ့တာချင်းကြိုက်ရှိနေပြီဆိုမဲ့အရင်ကလိုပဲချောင်းသားပါဇက်ကတခုပြောလိုက်တာနဲ့ချက်ချင်းထားပြီးတော့လှုပ်ပြရတာကိုအကျင့်လို့ဖြစ်နေတဲ့အတွက်သူ့ကိုယ်သူလည်းအံ့ဩနေတာပါအဲနောက်ချောင်းသားဒုံခုလောက်ထိအောင်မြင်ရတော့မှသူမဘာလို့ပြစ်ထားခဲ့တာလဲဆိုပြီးမေးလိုက်တဲ့အခါဒုံလည်းသူကချောင်းသားကိုပြစ်ထားမှမဟုတ်ပဲချောင်းသားကသာအားလုံးရှိကနေပျောက်သွားပြီးတော့တဏျာမှာတေးချာသွားပုန်းနေခဲ့တာဖြစ်လို့ချောင်းသားကိုရှားလို့မတွေ့နိုင်ခဲ့တာဖြစ်ကြောင်းကိုပြောလိုက်ပါလိမ့်အဲဒီချင်းကိုချွာတော့ကိုရီးယားထိပ်တန်းမှာအောင်မြင်တဲ့21 Entertainment ပိုင်းရှင်ကလူတယောက်ကိုရအောင်ရှားခြင်းလွယ်လွယ်လေးပါဆိုပြီးတော့ဝင်ထောက်လိုက်တာကြောင့် သူကလည်းဘသူလည်းမှမတွေ့ချင်လို့တမင်ပုံးနေသူကိုတကူတကလိုက်ရှာနေအောင်သူကရဲမှမဟုတ်တာဆိုတော့ပြန်ပြောလိုက်တဲ့အခါကိုချော့လိုက်ဒါဆိုချောင်ကြမှာလူတွေရှေ့ထွက်မလာနိုင်အောင်ပုံးနေရတဲ့အကြောင်းရင်းဘာများဖြစ်နေမလဲမသိဘူးဆိုပြီးတော့ပြန်မေးလိုက်တာကြောင့်သူကလည်းသူ့ကိုမယုံသင်တာလုပ်နေပါတယ်ဆိုပြီးတော့စကားများကြမလို့ဖြစ်နေတော့မှာပဲချောင်ကြလည်းသူမကိုလာတွေးဖို့လုပ်နေဆိုတာဘာကြောင့်လဲလို့ဝင်မေးပြီးတော့စကားလမ်းကြောင်းလွှဲပေးလိုက်ရပါတယ်ဒါပေမဲ့ဒူဝန်ကတော့ကိုချော့ကိုကြည့်ပြီးတော့ဒီလူကတကယ်ရောအမားရဲ့မန်နေဂျာဟုတ်ရဲ့လားလို့မေးလိုက်ပြီးတော့ချောင်ကြအရင်ကတည်းကလူတွေကိုအယုံလွယ်ခဲ့တာဖြစ်လို့ မသိတဲ့လူကိုမန်နေဂျာဖြစ်နေခန့်ထားကအစီမပြေနိုင်ကြောင်းကိုပြောလိုက်ပါတယ်။အရင်ချောင်းသာလဲသူမဒူဝန်ပြောသလိုလူတိုင်းကိုအယုံလွယ်တဲ့လူတယောက်ဖြစ်ခဲ့တဲ့အတွက်ဒူဝန်လည်းအရန်ကိုယုံကြည်ခဲ့တာဖြစ်လို့ဖြစ်နိုင်သူမစူပေးပွဲပြန်မှာအက်ဆီဒင့်ဖြစ်ခဲ့တော့ကအချောင်းဝါတွေကိုအမှန်တိုင်းပြောပြပေးစီခြင်းကြောင်းပြောလိုက်ပါတယ်။နောက်ပြီးတော့အက်ဆီဒင့်မဖြစ်ခင်က surprise party လုပ်မယ်ဆိုပြီးတော့သူမတယောက်တည်းကားနဲ့ပြန်ခဲ့ရတာကိုလည်းထဲဆုစီကနေအချောင်းစုံတိကျရဖြစ်ကြောင်းပြောလိုက်တဲ့အခါဒူဝန်ကတော့မေးတာမဖြေပဲအဲ့ဒါဒီခုမှဘာလို့လာမေးညာလဲတကယ်မမှတ်မိဘူးလားဆိုပြီးတော့ပြန်မေးလိုက်တာကြောင့် ကိုကျော်ကလည်းသေချာတီးပြူကျင်လို့ပြန်ပြေးတာဖြစ်ကြောင်းနဲ့အဲတုန်းကဖြစ်ခဲ့တဲ့ကားအစီးတန်းကလည်းပြင်မှုတစ်ခုဖြစ်နေနိုင်တယ်ဆိုပြီးတော့လူတွေကပြောနေကြလို့သာမေးနေရတာဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါလိမ့်အချင်းဒူဝန်ကတော့ချောင်းကြောက်သူကအတိတ်တွေထဲမှာပိမိမနေစီကျင်တော့ပဲလက်ရှိမှာလည်းချောင်းကြားကမ်းဘက်ပြန်လို့တော့မှာဖြစ်လို့အနာဂတ်ကိုအဆင်ပြေအောင်ပါလိလို့ရမယ်ဆိုတာကိုပဲစဉ်းစားစီတီနောင်ပြောလိုက်ပါလိမ့်ချောင်းသားတော့လက်မလျှော့သေးပဲအဲဒီကသူမအက်ဆီဒန့်ဖြစ်နေတဲ့အချိန်ဒူဝန်ကဘယ်လိုရောက်ပြီးတော့ဘာလို့လုံနေခဲ့တာလဲဆိုပြီးတော့ထမ်းမေးပြန်လာကြောင့်ဒူဝန်လည်းမျက်နှာတစ်ချက်ပြတ်သွားခဲ့ပြီးတော့အဲ့ကိစ္စတွေအားလုံးကို ချောင်းကြားဆေးရုံကဆင်းလာခြင်းနေမှာပဲသူအပြေးရောက်လာပြီးတော့ပြောပြပြီးခဲ့တော့မမှတ်မိတော့ဘူးလားဆိုပြီးစိတ်ပြတ်တဲ့ပုံစံနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဒူဝန်ကချောင်းကြားရဲ့မှတ်ဉာဏ်အားလုံးကပျောက်ဆုံးသွားခဲ့တယ်ဆိုရယ်ဆေးဆေးချက်အဖြေကိုဖတ်ကြည့်ရင်အပျော်ကြီးပြုံနေခဲ့တဲ့အဖြစ်အပျက်ကိုလည်းတစ်ချက်ပြန်တွေးမိသွားခဲ့ပါတယ်ကိုချောင်းလည်းအဲ့ဒါကချောင်းကြားအက်ဆီဒန့်ဖြစ်ပြီး3-4လအကြာမှာပြန်နိုးလာတဲ့ချိန်ကပြန်ပြောခဲ့တဲ့စကားတွေဖြစ်မှာမဟုတ်လို့ခုချိန်မှာတော့အချိန်တွေကြာပြီးတော့မမှတ်မိနိုင်လောက်တော့တာပဲဖြစ်မှာပါလို့ဝင်ပြောလိုက်ပြီးတဲ့နောက် ။ချောင်းကြောက်လည်းဒူအွန်စီကနေဒေဂျာပေါက်တီးကြတဲ့ဖြေမရနိုင်လို့စွာကိုတီးပြီးပြန်လာဖို့ပဲလှုပ်လိုက်ကြပါလိမ့်။အဲ့လိုနဲ့ချောင်းကြောက်တို့ပြန်ကန်ပြီးမှဒူအွန်ကတခုကူညီလိုအပ်ရင်သူ့စီကိုဆက်သွယ်ဖို့နဲ့သူတို့ရဲ့ဒူဝမ်အန်တတိန်မန့်ကြီးတခုလုံးကအင်ဆရာအတွက်ဆိုအများရန်အသိရှိနေမှာဖြေချောင်းချောင်းကြောက်ကိုပြောလိုက်ပြီးတော့သူလည်းအချောင်းရှိလာရင်ဆက်သွယ်ခြင်းနဲ့အတွက်လိပ်စာကပ်ပေးထားခဲ့ပါဆိုပြီးတော့ကိုချောကိုပြောလိုက်ပါလိမ့်။ကိုကျော်ကသူ့မန်နေဂျာလိမ့်စာကတ်ရှိပြီနဲ့အတွက်အခက်တွေ့သွားခဲ့တာကြောင့်အလော်ဂျီထွက်လာလိုက်ရလို့ပါမလာခဲ့ကြောင်းကိုပြောလိုက်တဲ့အခါ ဒူဝင်လဲနူမီနာရှင်တယောက်ရဲ့မန်နေဂျာတယောက်အနေနဲ့လိမ့်စာကက်ကအရန်ကိုအခြေခံကြာတောင်းနဲ့မန်နေဂျာမှာလိမ့်စာကက်ပါမလာရင်လူစိုးဖမ်းဖို့တနက်မိလာတဲ့ရဲလိုဖြစ်နေမှာဆိုပြီးတော့ပြောလိုက်တာကြောင့်ကိုကျော်လေးအစင်ပြောင်ကြည့်ချက်ပြောလိုက်ပြီးတော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တစ်ခုပဲပေးခဲ့လိုက်ပါတယ်ဒူဝင်ကတော့ချောင်းသားတို့ပြန်သွားချင်းမှာပဲတပည့်တယောက်လမ်းခေါ်လိုက်ပြီးတော့ကိုကျော်ပေးခဲ့တဲ့နံပါတ်အချက်အလက်တွေကိုချက်ချင်းစုံစမ်းခိုင်းထားလိုက်ပါတယ်အပြန်လမ်းမှာတော့ချောင်းသားကိုကျော်ကိုသူမတို့လိန်ပြောထားတာတွေကိုတီးသွားမှာဆိုတဲ့အတွက်ဘာလို့ဖုန်းနံပါတ်ပေးခဲ့တာလဲဆိုပြီးတော့ပြောလိုက်တဲ့အခါ ကိုကျော်လည်းအဲ့ဒါသူ့ရဲ့အဓိကဖုန်းမဟုတ်ပဲအလုံးမှာသုံးဖို့အတွက်အရန်ဆောင်ထားတဲ့ခြေရာခံလို့မရတဲ့ဖုန်းဖြစ်တာကြောင့်စိတ်ပူစရာမလိုချောင်းကိုပြန်ပြောလိုက်ပါလေအန်အောင်ချောင်းသားဆောဆောကသူမကိုဒူဝန်ပြောလိုက်တဲ့စကားတွေကပေါ်တင်လိန်ညာနေရာဖြစ်ကြောင်းကိုပြောပြတဲ့အခါကိုကျော်လည်းဒူဝန်လိန်ပြောမှန်းဘလို့သိညာလဲဆိုပြီးတော့ပြန်မေးလိုက်ပါလေချောင်းသားတို့အချိန်ကြီးကြာပြီလို့ကြံတဲ့သူတွေတတိထားမိချိန်မှာထားမိတော့မှဆိုပေမဲ့သူမအတွက်ကတော့လွန်ခဲ့တဲ့25နှစ်ဆိုတာမနေ့တနေ့ကလိုပဲဖြစ်နေတော့မလို့ ဒွန်ကသူ့ကိုအနေခက်စီမဲ့စကားပြောလိုက်ပုံစံပြက်ပြီးတော့တခုခုလိန်ပြောရမယ့်အခါမှာဒွန်အမြဲလုတ်တတ်တဲ့အမှုအကျင့်တွေကိုသူမသိနေရကြအောင်အားလုံးကိုရိပ်မိခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါမှမဟုတ်လည်းဘဲကြာဖခင်ဖြစ်သူအတွက်ဈေးုံစိတ်သွားသွင်းပြီးတဲ့အခါမှာဈေးုံစိတ်ကိုအမားဖြစ်သူချောင်းကြားလာသွင်းပေးပြီးဖြစ်ကြောင်းသိရပြီးတော့အံ့ဩနေခဲ့ပါတယ်။အဲနောက်ဘဲကြာလည်းဖခင်ကိုသွားနှုတ်ဆက်လိုက်ပြီးမယ်ဖခင်ကသူမကိုမမှတ်မိပဲဗဇက်ကလည်းဆေရာမဆေရာဆိုပြီးတော့ပဲရေရွတ်နေတာကြောင့်ဘဲကြာလည်းသူမအထက်တန်းတတ္တရနေကလေးကဖခင်ဖြစ်သူထောင်ကြနေလို့ ။ကျောင်းဆက်မတက်နိုင်တော့ပဲဖြစ်ခဲ့ရပြီးတော့နှစ်20လုံးနေမကောင်းနေတဲ့ဖခင်ဖြစ်သူသူမတယောက်တည်းစောင့်ရှောက်ပေးခဲ့တာတောင်မှအဖေကသူမကိုမမှတ်မိပဲဘလို့ဖြစ်လို့ဆေရာတယောက်ကိုပဲမှတ်မိပြီးတော့ဆေရာနာမည်ပဲတကြောကြောခေါ်နေရတာလေဆိုပြီးတော့ဒေါသကြီးနဲ့អော်ပြောလိုက်ရင်စိတ်မကောင်းဖြစ်နေပါတော့တယ်။ကျောင်းသားလေးရိုက်ကွင်းမှာနောက်တစ်ဆင်းရိုက်ဖို့အတွက်ဇာညွှန်းရတဲ့ခါသူမရိုက်ကွင်းရမယ့်အခန်းတွေအများကြီးပါဝင်လာတာသိပြီးတော့ဝမ်းသာနေခဲ့ပါတယ်။နိုင်မကျူကတော့စာပိုင်းတော့ကစကားလေးတခွန်းတခွန်းပဲဝင်ပြောရတဲ့ဇက်ကောင်ကအခန်းနေအများကြီးပါဝင်ရိုက်ကူးနေရတဲ့အတွက်ဇာညုံးစရာကို လက်ထိုးလာခဲ့တာလားဆိုတော့ချောင်ချောင်မေးလိုက်တာကြောင့်ချောင်ချာလဲစိုးစွဲတွေလာပြောနေနန်ကျူကိုရံပြန်တွေးလိုက်ပြီးနှစ်ယောက်သားစကားများစွာပြန်ပါတော့တယ်အဲဒီမှာနန်ကျူလဲပါဇက်ကရောက်ပြီးတော့အင်ဆရာလို့ခေါ်မိသွားတဲ့အတွက်ချောင်ချာလဲဘေးရလူတွေကြားမှာဆိုပြီးတော့နန်ကျူပါဇက်ကိုအ мян ပိတ်လိုက်ရပါတယ်အဲလိုနဲ့ရိုက်ကွေးစားတဲ့ချိန်မှာတော့ချောင်ချာတိ ਊ ဆောင်ချက်တွေကကောင်းတဲ့ကောင်းလာနေတဲ့အတွက်ဒရိုက်တာကြီးနဲ့ရိုက်ကွေးအဖွဲ့သားတွေလည်းသဘောတူကြနေကြတာပါနောက်တစ်ခါမှတော့နမ်ကျူးကိုမုံလောင်နဲ့ရိုက်ပြီးတော့တေးဥဆောင်မဲ့အခန်းမှာချောင်ချာကတမင်သက်သက်အားပြင်းနဲ့ရိုက်ချလိုက်တာကြောင့ နန်ဂျူလဲနှာခမ်းဝေးအထုပါကျွတ်ထွက်သွားခဲ့ရပြီးအဲ့ဒီဇာဝင်ငန်းကလည်းမထင်မှာပဲနဲ့ဒူးကြကြဖြစ်သွားခဲ့ပါတော့လေနောက်ပိုင်းမှာတော့ချောင်းချမုံလောင်နဲ့ရိုက်လိုက်တဲ့အခန်းကဇလန်တစ်ခုလုံးမှာအပေါင်ဆုံးဇာဝင်ငန်းဖြစ်သွားခဲ့တာကြောင့်ဂျီရှူသူတွေကလည်းအရန်ကိုသဘောကျသွားကြပြီးချောင်းချအသေးဆောင်မှုတွေကိုလည်းအတိမတ်ပြူသွားကြတဲ့ပြင်ချောင်းချမုံလောင်နဲ့ရိုက်လိုက်တဲ့အခန်းကိုအိုင်ဒီယာယူပြီးတော့ trend join ကြတဲ့သူတွေပြင် live ရှင်းရောက်တဲ့အခါမှာလည်းချောင်းချရဲ့ဇာဝင်ငန်းကို live တူပပြီးတော့အသုံးပြုလာခဲ့ကြတာကြောင့်ချောင်းချလည်းမထင်မှာပဲပြိတ္တတွေကြားထဲမှာပေါက်သွားခဲ့ပါတော့လေ ချောင်းသားရင်အလုံးလုံးတဲ့ကျောင်းကန်တင်းကအာဒီမာတွေကလည်းချောင်းသားစီကနေဖန်ဆိုင်တွေလူရဲယူပြီးတော့ဓာတ်ပုံတွေပါတွဲရိုက်နေကြပြီဖြစ်ပြီးချောင်းသားတေးဥဆောင်ကောင်းလွန်းတဲ့အတွက်ရိုက်သမျှကားတိုင်းကိုလည်းအားပေးအောင်ပါဆိုပြီးတော့တဲတဲလုံးကိုဖြစ်ကုန်ကြပါလိမ့်အဲ့လိုနဲ့ချောင်းသားလည်းအလုံးကလူတွေနဲ့တွေးပြီးတော့အပြန်ဒူမအောင်ဆောင်နေဒူမဖြစ်သူဒါဟီကိုတွေးလိုက်ရတာကြောင့်ဒူဟာလေးကိုနှုတ်ဆက်လိုက်ပါလိမ့်ဒါဟီကတော့ဒူမရဲ့အတော်ဖြစ်သူစီကအကူအညီတောင်းချင်နေတာဖြစ်ပြီးအဲ့ဒါကလည်းချောင်းရဲ့လစဉ်အမှတ်စင်းစာရွက်ကိုလက်မှတ်ထိုးပေးဖို့ဖြစ်ပြီးတော့ဒူမရဲ့အမေကိုအမှတ်စင်းတွေမပြရဲလို့ကူညီပေးပါဆိုပြီးတော့ပြောလိုက်ပါလိမ့် ဒါကြီးလဲဒူမဖြစ်သူကိုဒူမကဒါကြီးတွက်လိုအပ်တာတွေအကုန်လုံးကိုကောင်းကောင်းထောက်ပံ့ပေးတော့မှာဖြစ်လို့နောက်တစ်ခါအခုလိုမလုပ်ဘဲနဲ့စာကောင်းကောင်းလုပ်ရမယ်လို့ပြောလိုက်ပြီးစာဝတ်တွေကိုတေးချာမကြည့်ဘဲနဲ့လက်မှတ်ထိုးပေးလိုက်ပါတော့တယ်။အဲနောက်ခြောင်သားလေးဒူမလေးမိုးမိုးနဲ့နဲ့ထည့်ပေးလိုက်ပြီးတော့စာကောင်းစူးစမ်းဖို့ထပ်ပြောပြီးကြောင်းပြန်တက်ခိုင်းလိုက်ပါတယ်။တမမလေးဂျူဆောင်ပြရဲ့လက်ထောက်ကအိုးဘုံလမ်းဆုံမှာခြောင်သားကိုကားနဲ့တိုက်သွားခဲ့တဲ့ဂျီစားကောင်စီကိုသွားပြီးတော့ဒီခေါက်မှာခါတိုင်းတက်ပတ်စံ၁၀ဆပို့ပေးမှာဖြစ်လို့ခြောင်သားကိုတခါတည်းအပြတ်ရှင်းပေးရမှာဖြစ်ကြောင်းနဲ့ လောလောဆယ်မှာလဲသူတို့နောက်ကိုရဲတယောက်နောက်ခံလိုက်နေဖြစ်တာကြောင့်ကိစ္စတွေအားလုံးပြီးလို့ရှိရင်နိုင်ငံသားကိုထွက်သွားဖို့ပြောလိုက်ပါလိမ့်။ကိုချွားလဲကြီးသားကောင်ဆေးုံမှာသွားတွေ့တော့ GPS တက်ခုကိုမတိမတာတက်ဖေးထားခဲ့တာကြောင့်တဖက်ကသွားနေတဲ့နေရာတိုင်းကိုသိနေရပြီးလှုံ့ရှားမှုတွေကိုလည်းအမြဲတမ်းစောင့်ကြည့်နေကြတာပါ။ချောင်းသားရိုက်ကူးရဲ့နောက်ဆင်းမှာဆိုရင်တော့သူတို့ရဲ့ဇက်လန်းမှာချောင်းသားကြောင့်စပွန်ဆာပေးသူတွေပါရှိလာဖြစ်ကြောင်းတောင်းရှိသူတယောက်ကလာပြောခဲ့ပါလိမ့်။ချောင်းသားလဲအရန်ဝမ်းတာသွားတာကြောင့်စပွန်ဆာရတဲ့ပစ္စည်းကိုတောင်းကြည့်တဲ့အခါအိမ်သာဆုပ်ခွက်ဖြစ်နေခဲ့တာကြောင့် တဖက်ကနန်ကျူကတော့နောက်တစ်ခါရိုက်ကူးရေးမှာမုံလောင်နဲ့တွေမဟုတ်ဘဲနဲ့အိမ်သာဆုပ်ခွက်တွေပါအရိုက်ခံရုံအဖြစ်ကိုတွေးပြီးတော့မြကုံးနေလှုပ်နေခဲ့ပါလေရိုက်ကူးရေးပြီးသွားပြီးတော့နောက်တရက်မှာတော့ထဲဆုကယောက်ျားဖြစ်သူနဲ့ချောင်းကျားရဲ့အိမ်သာဆုပ်ခွက်ကြော်ညာနဲ့ဆိုရှယ်ပေါ်မှာပေါက်နေတဲ့ချောင်းကျားရဲ့ဇာဝင်ကန်းတွေကိုကြည့်ရင်အရန်ကိုသဘောကျနေခဲ့ပါလေအဲနောက်ထဲဆုလည်းအတွေးတစ်ခုရာသွားခဲ့ပြီးတော့သူမတို့လည်းနာမည်ကြီးနေတဲ့ချောင်းကျားရဲ့ထရန့်ကို join မှုအတွက်ချောင်းကျားကိုသူမတို့ရဲ့ home shopping မှာဝင်ပြီးတော့ကူညီပေးဖို့လှမ်းပြီးတော့ခေါ်လိုက်ပါလေ အဲ့လိုနဲ့ချောင်းသားနဲ့နမ်ဂျူတို့လည်းထဲဆုတို့ရဲ့ channel မှာအတူတူတွဲဖက်တရုပ်ဆောင်ရဲ့ပစ္စည်းတွေကိုကြော်ညာပေးလိုက်တာကြောင့်ထဲဆုရဲ့ channel ကလည်းအရင်ထပ်ပူပေါက်သွားခဲ့ပြီးတော့ပစ္စည်းတွေကလည်းအချိန်ခဏလေးတွေးမာနေအားလုံးရောင်းထွက်သွားခဲ့ပါတယ်။တပတ်ကဆွေအောင်ကလည်းခါတိုင်းဆိုရင်ရောင်းလို့မကုန်လို့ရော်စည်းတွေပါချနေရတဲ့ထဲဆုရဲ့ပစ္စည်းတွေကတညာတွင်းအကုန်လုံးရောင်းထွက်သွားတယ်ဆိုတဲ့သတင်းကြောင့်ထဲဆုရဲ့ channel မှာဝေးမီတော့ဆက်စုကြည့်တဲ့အခါမှာပစ္စည်းတွေကိုကြော်ညာပြီးနေချောင်းသားကိုတွေးသွားခဲ့ပြီးမျက်နှာအနေထားနဲ့တစ်ချက်ချက်ဆင်တူနေခဲ့တဲ့တရုပ်ဆောင်မှုတွေကြောင့် ချောင်းကြားစွာတစ်ချိန်ကနိုင်မဲကြီးခဲ့တဲ့အင်စရာများဖြစ်နေမလားဆိုတဲ့အတွေးနဲ့ပဲထိတ်လန့်သွားခဲ့ရပါတယ်။ဒူဝင်ကလည်းချောင်းကြားတယောက်ဆိုရှယ်ပေါ်မှာနိုင်မဲကြီးညာမြင်ပြီးတော့အခုလိုအသက်ရွယ်မှာတော့ကောင်းကောင်းလုံနိုင်နေသေးတာပဲဆိုပြီးချောင်းကြားကိုချီးကျူးနေပါတယ်။အဲဒီချိန်မှာဒူဝင်တပည့်ရောက်လာပြီးတော့စုံစမ်းခိုင်းထားတဲ့ဖုန်းနံပါတ်ကခြေရာခံလို့မရတဲ့ဖုန်းဖြစ်နေတာကြောင့်အသုံးပြုတဲ့ profile ရှာလို့မရကြအောင်လာပြောခဲ့တဲ့အတွက်ဒူဝင်လည်းမန်နေဂျာတယောက်ခြေရာခံလို့မရတဲ့ဖုန်းကိုသုံးနေတဲ့ဆိုကြတဲ့ကတခုမှားနေစွာရိတ်မိသွားပါတယ်။အဲနောက်ဒူဝင်ကချောင်းကြားရဲ့ရိုက်ကွေးစီ food truck စီစဉ်ပြီးတော့ ပို့ခိုင်းလိုက်တာကြောင့်ခြောက်နာလေးရုတ်တရက်ကြီးအရန်ကောင်းပြနေတဲ့အတွက်ဒူဝန်တယောက်ဘာတွေများကြံစီနေလဲဆိုပြီးတော့လန်သွားပါတော့တယ်။အဲတော့ခြောက်သားဒူဝန်စီဖုန်းဆက်ပြီးတော့ဒူဝန်လိုလူကရေချက်မရှိဘဲနဲ့ပတ်ဆောင်လက်ကားသုံးမဲ့သူမဟုတ်တာကြောင့်ဘာကြောင့်ခုလိုပို့ပေးရလဲဆိုပြီးတော့ချက်ချင်းလှမ်းမေးကြည့်လိုက်တဲ့အခါဒူဝန်ကလည်းသူ့အကြောင်းကောင်းကောင်းသိနေတဲ့ခြောက်သားကိုချီးကျူးလိုက်ပြီးအားနဲ့တက်မှနှစ်ယောက်တည်းတွေ့ပြီးတော့စကားလာပြောဖို့ခေါ်လိုက်ပါတယ်။ဒါမှမဟုတ်လေဟီယောင်းကသူမလိုဂိမ်းရုပ်ရှင်ပွဲတော်မှာဆုရထားတဲ့မေသမီးစီကိုရိုက်ရှာဇန်ညိုနည်းနည်းပဲရောက်လာပြီးတော့သူမထင်သားသလိုဖြစ်မလာခဲ့တဲ့အတွက်အကြီးကျယ်ပေါက်ကွဲနေခဲ့တာပါ။ ချောင်းသားနဲ့ညီမဖြစ်သူဘဲတာစီသွားပြီးတော့အခုကစလို့အဖေရဲ့ဈေးုံဈေးနဲ့ဒါဟီရဲ့ကျောင်းဈေးတွေကိုသူမှပဲထောက်ပံ့ပေးတော့မှဖြစ်ကြောင်းသွားပြောလိုက်ပါလေဘဲတာလည်းမှတ်ဉာဏ်ပြီးပြန်ရသွားပြီလားလို့ပြန်မေးတဲ့အခါချောင်းသားလည်းခုရီတော့ဘာမှမမှတ်မိသေးမယ်တပြေးနဲ့မှတ်မိလာမှာပါလို့ပဲပြန်ပြောလိုက်ပါလေဘဲတာလည်းအမားဖြစ်သူကဂင်းချီဖတ်ထုတ်ကိုကြိုက်တက်လို့ဆိုပြီးတော့အိမ်မှာစားဖို့ဖတ်ထုတ်တွေထည့်ပေးနဲ့ဒရမာတွေဆက်ရအောင်မလားလို့မေးတဲ့အခါချောင်းသားလည်းသူမှဆက်ရအောင်မှဖြစ်ပြီးတော့နောက်ကားတွေအတွက်လူရွေးပွဲလည်းသွားတော့မှဖြစ်ကြောင်းဝမ်းသာအားနဲ့ပြောလိုက်ပါလေ။ ဘဲကြတော့သဘောမကျတဲ့ပုံစံနဲ့တခုပြောဖို့လုပ်ပေမဲ့အမားဖြစ်သူစိတ်အားထက်သန်တဲ့အကြည့်လို့ဘာမှဆက်မပြောပြစ်ခဲ့ပါဘူး။ခြောက်သားလေးဇဝဲဘွားပေးဖို့ကြံတဲ့ဘေးစာလေးတွေကိုမြင်ပြီးတော့ညီမဖြစ်သူတို့စိတ်မကောင်းဖြစ်သွားခဲ့တာကြောင့်သူမအစီနဲ့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာညီမလေးတယောက်တည်းခက်ခက်ခဲအပင်ပန်းခံခဲ့ရတာဒီတို့တောင်းပန်ပါလိမ့်လို့ပြောလိုက်ပါလိမ့်။ဘဲကြတော့သူမဘလောက်ပဲအပင်ပန်းခံပြီးတော့ကြိုးစားပေးပေးအဖေကတော့ခြောင်ကြောက်ပဲချစ်တာပါလို့ပြောလိုက်ပြီးခြောင်သားအစီနဲ့ဖြစ်တဲ့တဲ့ရင်ကိုကြားပြီးတဲ့နောက်အလိုရှိဆေးထဲမှာရှိနေအဖေက ချောင်းချောင်းကိုတွေးဖို့ဈေးဝင်ကိုးချောင်းကိုယ်ကလိုက်သွားခဲ့မယ်ဈေးဝင်မှာပဲအဖမ်းခံလိုက်ရကြောင်းနဲ့အဖမ်းခံပြီးနောက်ဆုံးအနေနဲ့ချောင်းချောင်းကိုကြည်သွားချင်တာကိုရဲတွေကခွင့်ပြုမပေးခဲ့တာကြောင့်ဘူဆန်းခန့်ငငယ်စုံနောက်တယောက်ကကူညီပေးလိုက်မှသာအဖေလည်းထောင်ထဲမှဝင်ငယ်ချောင်းချောင်းကိုတွေးခွင့်ရသွားတဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်ချောင်းသားလည်းအဲ့ဒီစုံနောက်ကဘယ်သူလဲလို့မေးလိုက်တဲ့အခါပဲကြာလဲအချင်းတွေကြာပြီဖြစ်လို့သူလည်းမမှတ်မိတော့ကြောင်းပဲပြန်ပြောလိုက်ပါတယ်ချောင်းသားကအဲ့ဒီစုံနောက်ကသူမနဲ့ရင်းနှီးခဲ့ဘူးတဲ့၃၈နှစ်ဖုန်းနံပါတ်ပိုင်းရှင်မဲ့ဖြစ်လိမ့်မယ်လို့ယူဆလိုက်တာကြောင့် ူဆန်ရဲစခန်းချက်ချင်းဖုန်းဆက်က3918နဲ့နံပါတ်ဆုံးတောင်းရဲ့ပုံစံကိုပြောပြပြီးတော့အဲ့ဒီမှာရှိမရှိလန့်ဆုံဆန်းခဲ့ပေမဲ့စကန်ဘက်မှာလည်းလူသစ်တွေရောက်နေဖြစ်လို့တရင်အစားနာမသိခဲ့ရပါဘူး။ဒါမဲ့ဘူဆန်စကန်ဘက်မှာတော့ဆုံတောင်းတယောက်ခြောင်သားနဲ့ဖုန်းပြောနေရကိုစီနီယာတယောက်ကကြားသွားပြီးတော့ခြောင်သားဖုန်းချသွားပြီးနောက်မှာတော့လွန်ခဲ့တဲ့25နှစ်ကအဲ့ဒီပုံစံနဲ့အငယ်ဆုံးဆုံတောင်းဆိုရင်ကိုချောကိုမေးတာဖြစ်နိုင်ကြောင်းနဲ့အဲ့ဒီကိုချောဆွဲကောင်လေးဘူဆန်ကနေစိုးနယ်ကိုပြောင်းဖို့အရန်ခတ်ခဲခဲ့တာတော့မှသူတွေ့ကျင်တဲ့လူတယောက်တော့ အစွမ်းကိုစူးစမ်းပြီးတော့ဆိုးကစကန်မှာတာဝန်ကြာသွားကြောင်းတွေကိုလက်ရှိဂျူနီယာလေးကိုပြောပြလိုက်ပါတယ်။ကိုကျော်တယောက်တာဝန်ချိန်မှာအလုံးလုံးနေတော့ GPS တပ်ထားတဲ့ဂျေးစားကောင်က location ပြောင်းသွားတော့ notify တက်လာတဲ့အတွက်ကိုကျော်လည်းဂျေးစားကောင်သွားတဲ့နောက်ကိုအမြန်လိုက်ကြည့်ဖို့လှုပ်လိုက်ပါတော့တယ်။ကားဝယ်ရတဲ့ခါမှာတော့ GPS ကချောင်းချာနေတဲ့ဂျမ်ဘူးဆောင်ကိုရောက်သွားနေတာသိတဲ့ခါမှာတော့ကိုကျော်လည်းအရန်စိတ်ပူသွားပြီးတော့ကားကိုအရှိန်တိမ်ပြီးတော့မောင်းလာခဲ့တော့တာပါ။ကိုကျော်တဲ့ချောင်းသားကိုဖုန်းဆက်ပြီးတော့အတီးပေးဖို့လုပ်ပေမဲ့ချောင်းသားအားကုန်တဲ့ဖုန်းကိုအားသွင်းခဲ့ပြီးတော့စားစရာသွားဝင်နေတာကြောင့်ကိုကျော်လည်းဆက်သွယ်လို့မရခဲ့ပါဘူး။ အန်တော်တစ်ဖက်ကချောင်းချာလဲစားစရာတွေဝယ်လာပြီးအပြန်မှာတော့သူမစီကိုလူတယောက်ရောက်လာခဲ့ပြီးအိုးပုံလန်းဆောင်မှာကျူးလွန်ခဲ့တဲ့ရေမောင်းဖြစ်ကြောင်းနဲ့ချောင်းချာကိုနင်နာကြီးပေးဖို့တနည်းအားမှာချင်းဆိုဘူးတော့ကိုရမှတ်မိလားဆိုပြီးတော့မေးနေရကြောင်းချောင်းချာလဲသူမကိုတစ်ခုလှုပ်တော့မယ်ဆိုတာသိပြီးတော့ရန်ကိုထိတ်လန့်သွားခဲ့ပါလိချောင်းသားလေးလက်ထက်ကမုတ်အေးကိုလွတ်ချခဲ့ပြီးတော့ထွာပြေးဖို့လုပ်ပေမဲ့အချိန်မမီတော့တာကြောင့်ဂျေးစားကောင်ဖန်းခေါ်တဲ့နောက်ကိုပါသွားခဲ့ရပါတော့လေကိုကျော်တဲ့ချောင်းသားရဲ့ဆောင်းရှိရောက်တဲ့အခါမှာတော့ပြုတ်ကြနဲ့ချောင်းသားတောက်နေကြအေးဘူးတွေကိုမြင်သွားတာကြောင့်ချင်းတွေသဘောပေါက်သွားပြီး GPS ကပြလိုက်တာအနောက်ကနေအများဆုံးလိုက်ခဲ့ပါတော့တယ်။နေရာရောက်တဲ့အခါမှာတော့ကြီးစားကောင်ချောင်းသားကိုအောက်ဆေးမှပြောပေးမယ်။ချောင်းသားမေးချင်အောင်ဆောင်နေရာကြောင့်သူကိုယ်တိုင်ပဲချောင်းသားကိုအစာဦးထဲပို့ပေးလိုက်ရပါတယ်။အဲနောက်အလောင်းထဲဖို့အိတ်နဲ့ပစ္စည်းတွေကိုယူဖို့ကားစီကိုတစ်ခေါက်ထပ်သွားတဲ့အခါမှာတော့ချောင်းသားလည်းသူမအရင်ကလေးချင်းခဲ့တဲ့နီးတွေကိုအသုံးချပြီးသူမခန္ဓာကိုယ်မှာတုတ်ထားတယ်ကျိုးတွေကိုဖြီးလိုက်နိုင်ကတနေရာမှာပုံနေလိုက်ပါတယ်။ကြီးစားကောင်ပြန်လာတဲ့အခါမှာတော့သူထားခဲ့တဲ့နေရာမှာမရှိတော့တဲ့ချောင်းသားကိုအစာဦးထဲနှံ့လိုက်ရှာတဲ့အခါတနေရာမှာပုံနေတာသွားတွေ့ခဲ့ပါတယ်။ ကျောင်းသားလေးအနားမှာရှိတဲ့ဒုတ်ကိုယူထားခဲ့တာမလို့လက်ထဲကဒုတ်နဲ့ရိုက်ပြီးတော့တတ်နိုင်သောခုခံပြီးထွက်ပြေးဖို့လုပ်ပေမဲ့လေယောက်ျားနဲ့မိန်းမအင်အားမမျှတာကြောင့်ဂျေးစားကောင်လက်ထဲမှာပဲပြန်ဖမ်းမိသွားခဲ့ပါလိမ့်အဲ့လိုနဲ့ဂျေးစားကောင်လေးလဲကြနဲ့ကျောင်းသားကိုတခါလေးလက်စားတတ်ဖို့လှုပ်လိုက်တုံးပါပဲဒုံးစားတိုင်းကိုချောကရောက်လာပြီးဖြစ်ပြီးတော့ကျောင်းသားကိုကယ်ဖို့လှုပ်လိုက်တာပါကိုချောလေးဂျေးစားကောင်လေးတယောက်တစ်ချက်ထိုးကြကြိတ်ကြကျုံကြရင်လေဂျေးစားကောင်ကမှန်ကွဲစားနဲ့ထိုးလိုက်တာကြောင့်လက်မထန်အားရသွားခဲ့ပါလိမ့်ဒါပေမဲ့နောက်ဆုံးမှာတော့ကိုချောကပဲအမောက်သိမ့်လိုက်နိုင်ခဲ့တာကြောင့်ဂျေးစားကောင်လေးဖမ်းမိသွားခဲ့တာပါ ကျောင်းသားတော့အဲ့လိုနောက်တစ်ခေါက်ပြန်လွတ်လာပြီးတော့ "तू မအန်ရထပ်ပေးမှာဆိုရင်ကြောင့်ပြောတဲ့ခါကိုကျော်ကအခုတစ်ခေါက်မှာတော့ပြစ်မှုကြီးမားတဲ့အတွက်အချင်းချထားတော့မှဖြစ်လို့စိတ်မပူဘူးပြောလိုက်ပါတယ်။တမက်မှလည်းဟီရောင်းတယောက်အိမ်မှာအေးဆေးနှပ်ပြီးတော့ဖုန်းသုံးနေတယ်။ဟိုနေ့ကရိုက်ကွင်းမှာ तू မနဲ့တွေ့ခဲ့တဲ့အိမ်ကူခန်းမှာတရုတ်ဆောင်ခဲ့တဲ့မိန်းမကိုသူတို့ entertainment ကနေ food truck တွေပို့ပေးထားတာကိုမြင်လိုက်တဲ့အတွက် entertainment ဘက်ကိုလှမ်းပြီးတော့စုံစမ်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါတွေအားလုံးဒူဝန်ကိုယ်တိုင်စီစဉ်ပေးခဲ့တာဖြစ်ပြီးအဲ့ဒီဘုံချောင်းချာဆွဲတေးဥဆောင်တယ်လေဒူဝန်ကစာချုပ်ချုပ်တော့မယ်ဆိုတဲ့သတင်းတွေထွက်နေကြောင်းကိုပါသိလိုက်ရပါတယ် ဆိုအောင်ရတဲ့ဒူဝန်စီသွားပြီးတော့ဘုံချောင်သာကအင်စရာစရာကိုတိနေရတဲ့ဘာလို့ဖုံးကွယ်ထားလဲဆိုပြီးတော့ပြဿနာရှာနေခဲ့ပါလေ။ဟီအောင်ကလည်းဒူဝန်စီကိုထွက်လာနေဖြစ်ပြီးတော့ဒူဝန်ပြောလိုက်တဲ့စကားတွေနဲ့ဖြစ်နိုင်ချေအားလုံးတပြေးပြေးဆက်ဆက်တွေးကြည့်နေတဲ့ဘုံချောင်သာကအင်စရာစရာကိုတီးသွားခဲ့ပါပြီ။ဟီအောင်တယောက်အလားလန်းတစ်လျှောက်မှာတော့ဆေရာအစီရင်ဖြစ်ပြီးတဲ့နောက်မှာဆေရာနေရာယူဖို့အတွက်ဒူဝန်ရဲ့အချိန်ဆက်နဲ့တူဆေရာမလုပ်ခဲ့တဲ့လက်ထိုးမှုတွေကိုသူမခန္ဓာကိုယ်နဲ့ပါရေးပြီးတော့လက်ထိုးခဲ့လို့ဒီနာရီရောက်လာခဲ့တဲ့စရာကိုတော့သူမကိုသူမလည်းတီးနေအောင်နောက်တစ်ခေါက်ဆေရာပြန်ရောက်လာမှအကြောက်ကြီးကြောက်နေခဲ့တာပါ။ ကိုကျော်ကချောင်းသားရဲ့အဆောင်ကိုလိုက်ပို့ပြီးတော့ပြန်ဖို့လုပ်မှာချောင်းသားဒဏ်ရာကိုဆေးထည့်ပေးမယ်လို့ပြောတာကြောင့်ကိုကျော်လည်းမပြန်သေးဘဲနဲ့ချောင်းသားရဲ့ခန်းဒီလိုက်သွားပြီးဒဏ်ရာကိုဆေးထည့်လိုက်ပါတယ်။အဲ့ကျင်ဒဏ်ရာကဆေးနဲ့ထိပြီးတော့အရန်ကိုဆက်သွားခဲ့တဲ့အတွက်ကိုကျော်လည်းငဲတန်းပေါင်းထအော်ပြီးတော့ချောင်းသားလည်းစိတ်ပူသွားတာမလို့ဒဏ်ရာကိုလေးနဲ့မှုတ်ပြီးလိုက်တဲ့အခါနှစ်ယောက်သားလည်းအကြည့်ချင်းစုံပြီးတော့ရက်ကိုရက်ကန်းနေဖြစ်သွားခဲ့ကြပါတယ်။အဲ့နောက်ကိုကျော်လည်းဘာလို့ဖုန်းထားခဲ့ပြီးတော့အပြင်သွားနေရလဲလို့ချောင်းသားကိုအဆက်ပြေဆူလိုက်တာကြောင့်ချောင်းသားလည်းသူမကိုဘာလို့အဲ့လောက်ထိစိတ်ပူနေရလဲလို့ပြန်မေးလိုက်တဲ့အခါ လူပြိုကြီးလက်အဆက်ပြေရှောက်မေးလိုက်ခါမှာချောင်းသားရဲ့စကားကိုပြန်မဖြေနိုင်တာကြောင့်အစအထက်ပို့ပြီးတော့နှစ်ဆဆက်သွားခဲ့ရပါတယ်။အဲဒါမှာတော့ကိုချောကသူအရေးကြီးပြောစရာရှိတဲ့ကိစ္စဆိုတာကလက်ရှိချောင်းသားကိုနောက်ခံလိုက်ပြီးတော့ NLP ညာရီနဲ့လွန်ခဲ့တဲ့တလားကရော25နှစ်အကြာမှာရောဖြစ်ခဲ့တဲ့ accident နှစ်ခုစလုံးမှာပါနောက်ကွယ်ကနေကြိုးကင်နေသူတွေကဆက်ဆက်မှုတွေရှိနေကြအကြောင်းကိုပြောတဲ့ခါမှာတော့ချောင်းသားလည်းသူမလိုတယောက်တည်းသမားကိုနှစ်တွေကြာပြီးတာတော့မှဘသူတွေကများ annual life ပေးနေရလဲဆိုပြီးအယံကိုထိတ်လန့်သွားခဲ့တာပါ။ဒါပေမဲ့လည်းဆွေအောင်ကဘုံချောင်းချာက insurable ဆိုတာကို ။ဘာလို့အစားကလေးကမပြောပြခဲ့တာလဲဆိုပြီးတော့ဒူဝုံဒေါသကြီးအော်ပြောနေချိန်မှာပဲဟီအောင်ကလည်းကွက်တီရောက်လာခဲ့တာကြောင့်ဇွေအောင်လည်းလမ်းဖြတ်ပြီးတော့ဟီအောင်ကိုလည်းသူမသိချင်းလမ်းပြောဖို့လုပ်ပေမဲ့ဘိုးသေးချောင်းဒူဝုံစီမှာလာပြီးတော့အတီးပြူတာဖြစ်ကြောင်းပြာရာခန့်နေအောင်ရှင်းပြလိုက်ပါတယ်။ဟီအောင်ကတော့ဇွေအောင်ကိုတစ်ချက်မှအဖက်မလုပ်ဖဲနဲ့ဒူဝုံစီကိုတဲတဲရှောက်သွားလိုက်ပြီးတော့ဘာကိစ္စနဲ့အင်စရာကိုတခေါက်ပြန်ဆွဲသွင်းလာလေလို့မေးလိုက်ကအင်စရာကို food truck ပို့ပေးပြီးတော့ support လုပ်ပေးနေရတွင်နဲ့ဒီ entertainment ဒီအင်စရာရောက်လာခဲ့တဲ့ဆိုတော့ကိုလေသူမအားလုံးတည်ထားပြီးဖြေချောင်းတွေကိုပြောလိုက်ပါတယ် ဒူဝင်ကတော့အင်စရာမဟုတ်ပဲလက်ရှိမှာဘုံချောင်းသာဖြစ်နေဖြစ်ကြောင်းနဲ့တာမန်အာကြီးမားတယောက်ကိုကိန်းရုံးရှိမှာဆွေးရထားတဲ့ရွှေမင်းသမီးနဲ့အောင်မြင်နေတဲ့ရှာပလီပန်ရှင်တို့ကဘာလို့ဒီလောက်ထိကြောက်နေကြလဲဆိုပြီးတော့ခန့်နေလိုက်ပါလေဟီအောင်ကတော့အင်စရာပြန်ပေါ်လိုက်သေးရမယ့်လူကသူမကြောက်သေးတယ်မဟုတ်ပဲဒူဝင်ရောအတူတူသေးရမှာဖြစ်ကြောင်းထပ်ပြောလိုက်တဲ့အခါမှာတော့ဒူဝင်လည်းရန်ဒေါသထွက်သွားပြီးတော့အဲဒါကြောင့်သူဘာလုံးမလဲဆိုတာစောင့်မကြည့်ပဲနဲ့ရန်တိုင်းပြီးတော့ဘာမှမပြောစီချင်ကြောင်းနဲ့ ဒီခါမှလည်းအင်စရာကနေတဖန်နိုးထလာခဲ့တဲ့ပုံချောင်းသားကိုသူဘလို့ဖြတ်စည်းပြမလဲစွာကိုပါဇက်ပိတ်ပြီးဒီတိုင်းသာစောင့်ကြည့်ပေးဆိုပြီးတော့ပြန်អော်လိုက်ပါလိမ့်။ချောင်းသားတော့ကိုချောပြတဲ့ဓာတ်ပုံတွေကြီးနဲ့ကားထဲမှာထိုင်နေသူကလုံခဲ့တဲ့တက်လာတုန်းကသူမအက်ဆီဒန့်မဖြစ်ခင်မှာတွေးခဲ့တဲ့လူပဲစွာပြန်စင်းစားမိပြီးအထိတ်တလန့်ဖြစ်နေခဲ့ရပါလိမ့်။အဲနောက်ချောင်းသားအဲ့လူကသူမကိုတတ်ဖို့ကြိုးစားအောင်နေမဟုတ်ပဲသူမဘဝကိုပါအချိန်ချင်းပြက်စီးအောင်လုပ်ခဲ့တဲ့သူပဲမလို့သူမကိုယ်တိုင်ရအောင်ရှာပြီးတော့အဲ့လူကိုဖမ်းရမယ်ဆိုပြီးတော့ဂျိန်းဝါလိုက်တာပါ။ကိုချောတော့တနိုင်ငံလုံးတိုင်းနာပြီးအောင်မြင်ခဲ့တဲ့အင်စရာဘွားတုံးကတော့ အဲလူကအလွယ်လေးပဲထိခိုက်အောင်လုပ်နိုင်ခဲ့တဲ့အတွက်လက်ရှိမှာဘုံချောင်းသားဘွားဆိုရင်ပို့ပြီးတော့အန်ရဲအများဆုံးပြောလိုက်တာကြောင့်ချောင်းသားလည်းအဲ့ချိန်တုန်းကသူမတယောက်တည်းမို့ပါမတတ်နိုင်ခဲ့မယ်ခုချိန်မှာအရင်လိုမဟုတ်တော့တာကြောင့်ဖြစ်အောင်လုပ်ပြမယ်လို့ပဲယုံကြည်ချက်ရှိရှိနဲ့ပြန်ပြောလိုက်ပါတယ်တပတ်မှလည်းချောင်းသားကိုဒုက္ခပေးခဲ့လူကခက်ခက်ခဲကြိုးစားပြီးတော့လောကကြီးတဲကိုတစ်ခေါက်ပြန်လာခြင်းသေးတာလားဆိုပြီးတော့ချောင်းသားကိုကျင်းဝါနေပါတယ်ဒူဝန်ဟီအောင်နဲ့ဆွမ်းအောင်တို့ကလည်းအင်စရာဆွဲဘုံချောင်းသားဘွားကိုနောက်တစ်ချိန်ထပ်ပြီးတော့ဖျက်ဆီးဖို့တော့အကောင့်ထဲပေါ်ကြအောင်ပါ လိုကနေ25နှစ်တုန်းကအင်ဆရာတယောက်အက်ဆီဒန့်ဖြစ်ပြီးတော့အထူးကျမန်းဆောင်ထဲမှာထဲထားခံရတဲ့အချိန်မှာအဖေဖြစ်သူကလာတွေးဖို့စူးစမ်းခဲ့မိ။အဲချိန်ဆရာရဲ့ဖေကဝရန်ထုတ်ခံထားတဲ့လူတယောက်ဖြစ်နေရကြောင်းဆရာကိုတွေးဖို့လိုက်လာတဲ့ဇေယုံမှာပဲအဖမ်းခံလိုက်ရပါတယ်။အဖေဖြစ်သူလည်းသူသမီးလေးကိုတွေးပြီးမှပဲသူ့ကိုဖမ်းပေးကြပါ။သမီးလေးကိုတွေးခွင့်ပေးကြပါလို့တဖွာဖွာအော်နေပေမဲ့ရဲရာရှိတွေကတော့အခွင့်အလမ်းမပေးခဲ့ပဲစကန်းကိုပဲခေါ်သွားဖို့လုပ်နေတာပါ။အဲချိန်မှာအချိန်လေးကိုမြင်သွားတဲ့ကိုချိုးကဆရာရဲ့အဖေဆရာကိုတိလိုက်တာကြောင်း ဖန်ကိုသွားတဲ့ရဲရာရှိစီကိုသွားလိုက်ပြီးတော့သူကဘူဆန်ရဲစခန်းမှာတာဝန်ထမ်းဆောင်တဲ့စုံနောက်တယောက်ဖြစ်ကြောင်းနဲ့လက်ရှိဖန်ကိုသွားတဲ့ဘုံစောဘုံကျူးလွန်ခဲ့တဲ့အမှုရဲ့တာဝန်ခံစုံနောက်တယောက်လည်းဖြစ်တာကြောင့်ဒေခံကသူပဲလက်လွဲယူသွားမယ်အကြောင်းကိုပြောပြီးတော့အဖေဖြစ်သူကိုဆယ်ရာနဲ့တွေ့ခွင့်ရဖို့ကူညီပေးခဲ့တာဖြစ်ပါတယ်။အဲနောက်အဖေဖြစ်သူထောင်ကျနေတုန်းမှလည်းသမီးငယ်ဘဲကြာကအထက်တန်းကျောင်းသူပဲဖြစ်တာကြောင့်ထောင်ဝင်သားလာတွေ့တာနဲ့အဖေဖြစ်သူအတွက်အကျဉ်းသားထောက်ပံ့ကြေးတွေကိုလည်းအင်စရာနာမည်နဲ့ပဲကိုချောကတိတ်တဆိတ်ထောက်ပံ့ပေးနေတာပါ။ ိုကျော်တောင်ဆေရာပြန်နိုးထလာမှာကိုစောင့်နေရင်ဆေရာနေရာကနေဆေရာမိသားစုရဲ့မပြေလည်မှုတွေကိုဖြေရှင်းပေးနေခဲ့တာပဲဖြစ်ပါတယ်